အလုံးမဲမင်္ဂလာပါများ။စိုင်းနေတဲ့ဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့စစ်တပ်ဘက်ကလေရင်နဲ့လိုက်ပြီးဘုံကျဲတာလောက်ပဲလုံနိုင်တော့တဲ့အကြောင်းကို news ကြတော့ပြောလာရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဒီမှာ news ကြတော့အဲ့ဒီကြောင်းနဲ့ပတ်သက်ပြီးဘာတွေမလို့ပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုနေတာတုံးတဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းစိုင်းနေတဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ ဘလို့ဒီຫນွေဥဒေါ်လာရေးဟာဘလောက်တောင်အောင်မြင်တယ်လဲဆိုရင်ဒေါ်လာရေးသားမပြီးသေးတာရလက်ကိုကြည့်မယ်ဆိုရင်ဘလောက်တောင်အောင်မြင်တယ်လဲဆိုရင်စစ်တပ်ကလေးချောင်းတစ်ခုပဲရှိတော့တယ်ကြီးချောင်းဟာဘာမှလုပ်လို့မရတော့ပြီးတော့တဖြည်းဖြည်းနဲ့ PDF ကအကောင့်အကောင့်လာတယ်နော်ပထမဆုံးကတော့ကော်တနယ်လေးတွေနဲ့တိုက်ရတယ်တူမီတနယ်လေးတွေနဲ့တိုက်ရတယ်အခုဆိုလို့ရှိရင် PDF တွေကအကောက်လာတယ် PDF တွေကအစစ်မြစ်လာတယ်ဟောဟောတပြေးပြေးနဲ့ PDF တွေဟာတက်မတော်ကြီးတစ်ခုကို ဖြစ်လာယူရောနော်တပြေးပြေးနဲ့ PDF တွေဟာစီကံပြေးသွားတယ်စနစ်ကြတယ်တက်မတော်ကြီးတစ်ခုကိုဖြစ်လာပြီဟောမင်းရောက်လိုက်စစ်တက်ကအကြဘက်ကိုရောက်လာတယ်လို့ဘဘတို့ PDF တွေကအတက်ဘက်ကိုရောက်လာပြီပေါ့နော်အတက်ဘက်ကိုရောက်လာပြီအင်းအားလည်းကောက်လာပြီလက်နဲ့ခံမိကြောက်တွေလည်းပြည့်စုံလာပြီစီကံနေလည်းတပြေးပြေးနဲ့ပြေးသွားလာပြီပေါ့နော် အဲ့တော့ဘုန်းတို့ပြည်သူတွေအတွက်အားကိုးစရာပီရီယက်တက်မတော်ကြီးအခုတဖြည်းဖြည်းနဲ့ရုံလုံးပေါ်လာခဲ့ပြီရုံလုံးပေါ်လာခဲ့ပြီနေဦးတော်ကလေးကလည်းတိတာထင်ရှားတဲ့အပြောင်းလဲတစ်ခုဖြစ်လာခဲ့ပြီတော့နော်နေ့စဉ်နေ့တိုင်းမဲရောက်လိုက်ဆက်တဲ့ကပြည်သူကိုဘုံကျဲတာကလွဲလို့စစ်တပ်ဘက်မှာပြောစရာဘာတဲ့င်းမှမရှိဘူးနော်ဘုံဘုံတို့တော်လည်ရေးဘက်မှာကပြောစရာတဲ့င်းနေအများကြီးပဲနော်ဘယ်နာဘာဘာဖြစ်သွားတယ်ဘယ်နာဘာဘာဖြစ်သွားတယ်ဆိုတော့ပြောစရာတဲ့င်းနေကအများကြီးပဲစစ်တပ်ဘက်ကဘာမှပြောစရာတဲ့င်းတော့မရှိဘူး ပြည်သူကိုအာရရလေးနဲ့ဘုံကျဲတာကလွှဲရင်ပေါ့နော်အပြစ်မဲ့ပြည်သူကိုဘုံကျဲတာကတော့ဗျာဖုံးဖုံးမှလင်းရှိနော်ဖုံးဖုံးလည်းကျဲလို့ရပါလေဒါကစမ်းမှမစမ်းနဲ့ဟုတ်တယ်မလားအဲကြောင့်အပြစ်မဲ့ပြည်သူကိုဘုံကျဲတာကတော့သူတို့ကျဲရင်တော့ခံရမှာပဲသူတို့ကျဲရင်တော့ခံရမှာပဲဘာတတ်နိုင်ပါလေပေါ့နော်နောက်တစ်ခုကလာချိုမျိုးကကိုကန့်တက်တယ်မဆုတ်သွားဖို့ဒေသခံပြည်သူတွေကဆန္ဒပြကြတယ်နော်ဒါချိုမျိုးကနေကိုကန့်တက်ဖွဲ့တွေမဆုတ်ခါသွားဖို့အတွက် ပြည်သူတွေကကိုကတ်တက်ကိုတောင်းဆိုကြတယ်ပြီးတော့တရုတ်စန့်ကျင်ရေးဆန္ဒပြပွဲတွေလည်းလုပ်ကြတယ်အခုလာကျွန်းမြို့မှာရှိတဲ့ပြည်သူတွေကစစ်တပ်ကိုပို့ပြီးကြောက်ကြတယ်စစ်တပ်အုပ်ချုပ်မှာကြောက်တယ်ဟောအခုကိုကတ်တက်တွေအုပ်ချုပ်တာကိုသူတို့ကျင့်နှံ့နေကြတယ်ပေါ့နော်အခုကိုကတ်တက်တွေလာချိုးကနေပြီးတော့ဖယ်သွားမှာသူတို့အရန်ကြောက်နေကြတယ်ဒါကြောင့်ပြည်သူတွေအနေနဲ့ကိုကတ်တက်တွေမဖယ်ပေးဖို့အတွက်အခုတောင်းဆိုကြတယ်ဟောပြည်ရေးကိုဝေရောက်ပြီးချဲလက်နေတဲ့တရုတ်ကိုလည်းပဲ အခုစန့်ကျင်စန္ဒပြောင်ပွဲတွေလာရှုပ်မြို့မှာလောက်ကြတယ်ဒါကောင်းတဲ့အလုပ်ပဲပေါ့နော်နောက်တစ်ခုကအာဇာအကြံဖတ်ခေါင်းဆောင်ကိုဘင်္ဂလားဒေ့အစိုးရအနေနဲ့ဖမ်းဆီးလိုက်တဲ့အတွက်ကြောင့်ဟိန်ဒီလူမျိုးတွေကအလွန်တရာမှကျေးဇူးတင်ပါတယ်ဟောရခိုင်ပြည်နယ်ထဲမှာရှိတဲ့ဟိန်ဒီလူမျိုးတွေကအာဇာအကြံဖတ်ခေါင်းဆောင်ကိုဖမ်းဆီးလိုက်တဲ့အတွက်ကြောင့်ဘင်္ဂလားဒေ့ရှ်အစိုးရကအလွန်အင်မတန်မှကျေးဇူးတင်ပါတယ်တဲ့အပြစ်မဲ့ဟိန္ဒူလူမျိုးတွေကိုရရဆက်ဆက် အာဇာခေါင်းဆောင်ကတက်ဖြစ်ခဲ့တယ်။ဒါကြောင့်အခုဖမ်းဆီးရတဲ့အာဇာခေါင်းဆောင်ကို ICC ကိုပို့ပေးပါဆိုပြီးတော့ရခိုင်ပြည်နယ်မှာရှိတဲ့ဟိန္ဒူခေါင်းဆောင်တွေကဟိုတောင်းဆိုကြတယ်ဟိန္ဒူပြည်သူတွေကတောင်းဆိုကြတယ်ပေါ့နော်။၂019အောက်တိုဘာလတုန်းကမောင်းတော်မြို့နယ်မြောက်ပိုင်းခမောင်းစိတ်ကျေးရွာမှာဟိန္ဒူလူမျိုး100ကျော်ကိုဒီအာဇာခေါင်းဆောင်ကရရဆက်ဆက်တက်ပြတ်ခဲ့တယ်ပေါ့နော်။ရရဆက်ဆက်တက်ပြတ်ခဲ့တယ်။ပြီးတော့၂019အောက်တိုဘာလတုန်းကဒီအာဇာခေါင်းဆောင် အာတာအောင်လာကဘိုးတို့မြန်မာနိုင်ငံထဲမှာလူမျိုးရေးပဋိပက္ခအရင်ဆုံးမိမွေခဲ့တဲ့တည့်ရခံပဲပေါ့နော်အရင်ဆုံးမိမွေခဲ့တဲ့တည့်ရခံပဲအဲ့ဒီ2019တော့ကအာဇာခေါင်းဆောင်ဟာဟိန္ဒူလူမျိုးအပါဝင်မျိုးခမီတက်ဒိုင်းနိုင်နေရခိုင်တိုင်းရင်သာစုစုပေါင်း300နီးပါးကိုအကြက်ဖက်တက်ဖြတ်ခဲ့တယ်ဗျအာဇာခေါင်းဆောင်ကတက်ဖြတ်ခဲ့တာနော်ရခိုင်ပြည်နယ်မှာတိုင်းရင်သာပေါင်း300နီးပါးကိုတက်ဖြတ်ခဲ့တယ် ဒါတင်မဲ့လားဆိုတော့မကဘူးဟိန္ဒူအမျိုးသမီးငယ်၉ယောက်ကိုအစ္စလမ်ဘာသာသို့အတင်းအဓမ္မဝင်ခိုင်းပြီးတော့တာမေယာအဖြစ်ပြုကျင့်စေခိုင်းခဲ့တယ်နော်ဟိန္ဒူလူမျိုးအမျိုးသမီး၉ယောက်ကိုအစ္စလမ်ဘာသာကိုအတင်းအဓမ္မဝင်ခိုင်းပြီးတော့တာမေယာအဖြစ်အတင်းပြုကျင့်ခဲ့တယ်ပေါ့ဗျာအတင်းပြုကျင့်ခဲ့တယ်ပေါ့ဒါကြောင့်အခုဟိန္ဒူလူမျိုးတွေကပြည်သူတွေကအာဇာခေါင်းဆောင်ဟာအကြံပေးမှုဆေးရဆုံးမှုလူမျိုးတို့တပ်ဖြတ်မှုတွေအများကြီးကိုကျူးလွန်ခဲ့တဲ့အတွက်ကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အာဇာကောင်းအောင်ကိုတရားမျှတမှုရအောင် ICC ကိုပို့ပေးပါဆိုပြီးအခုတောင်းဆိုနေကြပြီပေါ့နော်နောက်တစ်ခုကပဲခူးတိုင်းတာယာဝတီခရိုင်မှာရှိတဲ့အကြပ်ဖက်စစ်တပ်က A နဲ့ PDF တွေကိုရှုတ်ချဖို့ထောက်ခံပွဲနော်ထောက်ခံပွဲလုပ်ဖို့အတွက်ကြေးပေါ်မှာရှိတဲ့ပြည်သူတွေကိုတအိမ်လင်းတယောက်မတက်မနေရဆိုပြီးတော့အခုအတ္တအတ္တမစင့်ခေါ်နေတယ်နော် ပဲဘကိုးတိုင်းတာယာဝတာယာဝတီခရိုင်မှာ A နဲ့ PDF ဒီကိုရှုတ်ချပွဲတယ်ဗျာเนาะအဲ့ဒါကိုစစ်တပ်ကတိုင်တရားဟုတ်တယ်မတက်မနေရတဲ့တိုင်တရားမတက်မနေရပြည်သူတွေကမပါကျင်လို့ဆိုပြီးအခုထွက်ပြေးတိမ်းရှောင်နေကြတယ်เนาะ A နဲ့ PDF ဒီရှုတ်ချပွဲတယ်ပြည်သူတွေကမပါကျင်လို့ဆိုပြီးထွက်ပြေးတိမ်းရှောင်နေကြတယ်နောက်တစ်ခုကအကြမ်းဖက်စစ်ကောင်းဆောင်မဲရောက်လိုက်ကထိုင်းနိုင်ငံမြို့မှာထိုင်းနိုင်ငံမှာကျင်းပမဲ့ ဘေးစတက်အစည်းအဝေးဘက်ကိုတက်ရောက်မယ်တဲ့နော်သူကအာဂျင်တီးနားကဖန်ဝင်ရထုတ်ထားတယ်ဗျာနော်ဖလပိုင်တမရာဟောင်းဒူတာဒေးကိုလည်းပဲအခုဖလပိုင်မှာနေဖန်စီလိုက်တယ်ပေါ့နော်အခုမင်းရောက်လိုက်ကထိုင်းနိုင်ငံဆိုတာသူ့ရဲ့မဟာမိတ်ကြီးလေဗျာနော်အခုကတက်စင်တမီအုပ်ချုပ်နေတက်စင်နဲ့စစ်တဲ့စစ်တဲ့နဲ့တက်စင်ဆိုတာဆွေတော်ရွက်လူပဲဗျာနှစ်လွှာပေါင်းမှတရွက်နော်အခုထိုင်းနိုင်ငံမှာကျက်ပတ်ပဲဘင်းစတက် အစီဝေးပွဲကိုတက်ရောက်ဖို့အတွက်အခုမင်းအောင်လိုင်းကထိုင်းနိုင်ငံကိုလာမယ်တဲ့ဗျလာမလားမလားမလားတော့မသိသေးဘူးပေါ့ဗျာနော်လာရင်တော့ထိုင်းကမတော်မဆမြဖမ်းလိုက်လို့ကတော့မင်းအောင်လိုင်းတော့သွားပြီပေါ့ဗျာသွားပြီပေါ့နော်နောက်ကချင်ပြည်နယ်ဗန်ဘော်တိုက်ပွဲမှာအမှတ်3ဝန်တင်တရင်ကတက်ရင်မှုဒုရယဘုံမူကြီးမြစ်ထွေးကတက်တက်သားတွေကိုစစ်စေးရေးစိမ်းနဲ့လာစာတွေကိုမပေးဘဲနဲ့စစ်တိုက်ခိုင်းနေဟော လာစာလည်းမပေးဘူးတဲ့စစ်စေးရေးစိတ်လည်းမပေးဘူးတဲ့နော်လာစာနဲ့စစ်စေးရေးစိတ်မပေးဘဲနဲ့တပ်သားတွေကိုစစ်တိုက်ခိုင်းနေတယ်တပ်ဗမော်တိုက်ပွဲမှာပေါ့နော်ဗမော်တိုက်ပွဲမှာနောက်တစ်ခုကဗကညာဦးလမ်းမှာအိမ်စီကားနဲ့လာတဲ့ပြူစောတီနှစ်ယောက်ကို PDF တွေကအရှင်ဖမ်းမိခဲ့တယ်အဲ့ဒါကိုခုခံကာကွယ်ပြီးထွက်ပြေးတဲ့အတွက်ကြောင့်ပြူစောတီနှစ်ယောက်တိတ်ဆုံးသွားတယ်ပေါ့ဗျာပြူစောတီနှစ်ယောက်တိတ်ဆုံးသွားတယ် နောက်တစ်ခုကပန်းတောင်မြို့နယ်နဲ့ဗမော်မြို့နယ်တိုက်ပွဲမှာနော်ရှေ့တန်းစစ်မြေပြင်မှာစစ်မှုထမ်းတပ်သားတစ်ရာနဲ့ကြီးတေဆုံးကြတယ်နော်တပ်ဆိုင်ရာမိဘတွေကိုလုံးဝအတိပေးခြင်းအကြောင်းကြားခြင်းမရှိပါဘူးတဲ့ဟောအခုပဲခူးတိုင်းပန်းတောင်မှာအရခတ်တော်အေးနဲ့စစ်တပ်နဲ့တိုက်ပွဲအကြီးကျယ်ဖြစ်တယ်ဗမော်မှာလည်းပဲ KIA PDF တွေနဲ့စစ်တပ်နဲ့တိုက်ပွဲအကြီးကျယ်ဖြစ်တယ်အဲ့ဒီတိုက်ပွဲကြီးနှစ်ခုမှာနော်တခြားနေရာတွေမပါသေးဘူးပန်းတောင်တိုက်ပွဲနဲ့ဗမော်တိုက်ပွဲအဲ့ဒီတိုက်ပွဲကြီးနှစ်ခုမှာကို စစ်မှုထမ်းတပ်သားတွေယာနဲ့ချီတေဆုံးတယ်အဲ့ဒါကိုစစ်တပ်ကမိဘတွေထံတော့အကြောက်ကြခြင်းမရှိဘူးတဲ့နော်အခုစစ်တပ်ထဲကဂျေနန်အယစစ်မှုထမ်းတပ်သားတွေတေဆုံးတာအ ਨੇ ဆုံး300ကျော်ရှိတယ်ဒါပန်းတောင်းနဲ့ဘမ္ဘောတိုက်ပွဲမှာနော်စစ်မှုထမ်းတပ်သားတွေအ ਨੇ ဆုံးတေဆုံးတာ300ကျော်ရှိတယ်တဲ့ဒါစစ်တပ်ထဲကဂျေနန်အယပေါ့နော်အခုအဲ့ဒီတေဆုံးမှုတွေကိုမိသားစုတွေစီလုံးဝအကြောက်မကြဘူးတဲ့ဆိုင်းငံထားတယ်ဘယ်အချိန်မှအကြောက်ကြမယ်ဆိုတာသူတို့လည်းမသိဘူးတဲ့နော် ဘယ်ချိန်မှအကြောင်းရမယ်ဆိုတာမသိဘူး။ဘာကြောင့်တေဆုံးသွားတာကိုအကြောင်းမကြားရတာလဲဆိုရင်နော်တက်သားအစ်စ်စုဆောင်းရမှာခက်လို့တဲ့။ဒါသိမှန်တာပေါ့ဗျာ။တကယ်လို့လားတက်သားအစ်စ်တွေရှေ့တန်းပါမတရားတေဆုံးနေတယ်ဆိုတဲ့တည်းကြားကြည့်ပါလား။နော်ဘယ်သူကစစ်မှုထမ်းတဲ့ကိုဝင်တော့မလဲ။သူတို့တက်သားအစ်စ်စုဆောင်းရတာခက်မှာပေါ့။နော်။ဘာကြောင့်ရှေ့တန်းမှာတက်သားအစ်စ်တွေစုဆောင်းတာကိုတည်နှိုးဝယ်ထားလဲဆိုရင်တက်သားအစ်စ်စုဆောင်းရမှာခက်လို့တဲ့နော်ခက်လို့တဲ့။ ။နောက်တစ်ခုကစစ်ဘုရားတရားသစ်တွေအများကြီးတေကုန်ပြီဆိုတဲ့သတင်းတွေကိုသူတို့မထွက်ချင်ဘူးပေါ့ဗျာနော်။စစ်ဘုရားတရားသစ်တွေအများကြီးတေကုန်ပြီဆိုတဲ့သတင်းကိုသူတို့မထွက်ချင်ဘူး။ဘာဖြစ်လဲဆိုတော့သူတို့တို့အန္တရာယ်ရှိတယ်လေ။သူတို့တို့အန္တရာယ်ရှိတယ်။သူတို့ကပြည်သူချင်းချင်းတက်ခိုင်းနေတာလူယုတ်ပါတယ်နော်။နောက်ခုကမကွေးတိုင်းကံကောမြို့နယ်နှံကားကြေးရွာစေဘေးခန့်ကိုစစ်တပ်ကနော်အကြောင်းမရှိအကြောင်းချပြီးတော့လေးနဲ့ဘုံကျဲတာဘုရားတို့ဆရာဝကြီးဒေါက်တာမြဆိုးအောင် ဇန်နီခိုင်နှင်းဝေတော့ကိုဝန်ဆောင်ကြီးနဲ့နောက်တားငယ်လေးစွတ်စွတ်ပေါင်းဆရာဝန်ကြီးရဲ့ဇန်နီရဲ့ဟောတားငယ်လေးရဲ့ဘိုက်ထဲမှာရှိတဲ့ကိုဝန်လေးရဲ့အကုန်လုံးပေါင်း၄ယောက်ပေါ့နော်ကိုဝန်ရောပါ၄ယောက်မိသားစုအကုန်လုံးဘုံရိုက်ခံနေပါသွားတယ်ဗျာကဲဘလောက်စိတ်မကောင်းစရာနော်အဲ့ဒီနှာကားကြေးရွာစစ်ဘေးကမှာဆရာဝန်ကြီးဒေါက်တာမြာစိုးအောင်ကပြည်သူတွေကိုစစ်ကူပေးနေတာနော် အဲ့ဒါပြည်သူတွေကိုစေကုပေးနေတဲ့ဆရာဝန်ကြီးဒေါက်တာမြာစိုးအောင်ကိုမြာစိုးအောင်ရဲ့ဒီနှက်ခစစ်ပိခတ်ကိုစစ်တပ်ကရည်ရွယ်ချက်ရှိဘုံကျဲတာနော်အဲ့မှာစေးလာကုတဲ့ပြည်သူ၈ယောက်စေးလာကုတဲ့ပြည်သူ၈ယောက်ရဲ့ဆရာဝန်ကြီးဒေါက်တာမြာစိုးအောင်ရဲ့ဇနီးတဲ့ဖြစ်တဲ့ဒေါ်ခိုင်နေဝေရဲ့တားလေးရဲ့ကိုဝင်နေကလေးလေးရဲ့အကုန်လုံးပေါ့ဒါ၁၁ယောက်သေဆုံးသွားတယ်ပေါ့လို့ပြည်သူ၁၁ယောက်သေဆုံးသွားတယ်ဒါတတော်ကိုလူမဆန်တဲ့တဲ့ရင်ပေါ့ဗျာမိသားစုလိုက်ကြီးသေသွားတာ အရင်တခါကလည်းဗမော်ဘက်မှာဘုံကျတာမိသားစု9ယောက်စလုံးတေသွားတယ်နော်ဗမော်ဘက်မှာဘုံကျတာမိသားစုခွဲအခုလည်းပဲနှမ်းကားကြေးွာစေပေခန့်ကိုစစ်တပ်ကဘာတိုက်ပွဲမှမရှိဘဲနဲ့ဒီစေခန့်ကြီးကိုတတ်တမ်းပဲကိုဘုံလာကျတာဆရာဝန်ကြီးမိသားစု3ယောက်အပဝေးစေးလာကူတဲ့ပြည်သူ6ယောက်စုစုပေါင်း17ယောက်တေဆုံးသွားတယ်ဗျာကဲမိသားစုတစုလုံးတေဆုံးသွားတယ်ပေါ့နော်ဒီဆရာဝန်ဟာနှမ်းကားကြေးွာစေပေခန့်မှာပြည်သူတွေအများကြီးကိုစေကူပေးနေတာဒီဆရာဝန်ကြီးမိသားစုတေဆုံးသွားတာ တိုင်းပြည်အတွက်အများကြီးစုံရှုံသွားတယ်ဗျာအများကြီးစုံရှုံသွားတယ်နော်ဒီလိုပညာတတ်တယောက်ရဖို့ဆိုတာဒီကကြီးထဲမှာမလွယ်တော့ပါဘူးမလွယ်တော့ပါဘူးဒါတတော်အင်မတန်စိတ်မကောင်းစရာတည်တယ်မဟုတ်ဗျာနော်နောက်တစ်ခုကစကိုင်းတိုင်းမြင်းမှုမြို့နယ်ကြေးရွာနှစ်ယောက်ကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထုတ်ပြီးတော့ရွာတွေကိုမီးနဲ့ရှို့သွားတယ်ပြည်သူ99ယောက်60နီးပါးကိုလည်းလူသားတိုင်းကအဖြစ်ဖမ်းဆီးသွားတယ်လေဗျာဒါစကိုင်းမြင်းမှုမှာပေါ့နော်စကိုင်းမြင်းမှုမှာရွာတွေကိုလည်းမီးရှို့တယ်ပြည်သူ 59ရောက်6တန်နီးပါးကိုလည်းလူသားတိုင်းကပြဖမ်းဆီးသွားတယ်လူရုံမှာစစ်တယ်နော်နောက်တစ်ခါမကွေးတိုင်းရေစကြိုမြို့နယ်ရေလေကျွန်းဒေသကိုစစ်တပ်ကစစ်ကြောင်းထိုးပြီးတော့ပြည်သူ35ရောက်ကိုလူသားတိုင်းကပြဖမ်းဆီးသွားတယ်လေဗျာအများကြီးပဲနော်ဒါရေစကြိုရေလေကျွန်းမှာပေါ့နော်နောက်တစ်ခုက၄နှစ်အတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်မှုကြောင့်နိုင်ငံရေးအကျဉ်းသား2000ကျော်တိုက်ဆုံးခဲ့တယ်လို့ဒါ AAPP ပေါ့နော် AAPP ဆိုတဲ့နိုင်ငံရေးအကျဉ်းသားစောက်ကြည့်တဲ့အဖွဲ့ပေါ့နော် ဖဖို့အပြင်းမသေးတာမဟုတ်ဘူးနော်နိုင်ငံကြီးအကျဉ်းသားတွေပဲသေးတာထောင်တွင်းထဲမှာသေးတာတချို့ကထောင်ကနေလွတ်လာပြီးတော့ဒီထောင်ရဲ့ဒဏ်တွေကြောင့်အပြင်းရောက်ပြီးမကြောက်ဘူးသေသွားတာပေါ့တော့အခုနိုင်ငံကြီးအကျဉ်းသားပေါ့ဘယ်လောက်တောင်သေသွားပြီးတော့2000ကျော်တယ်အများကြီးပဲနော်အများကြီးပဲထောင်ထဲမှာတွေကထောင်ကလွတ်လာပြီးတော့ထောင်ရဲ့ဒဏ်တွေမခံနိုင်လို့သေသွားတာတွေရောစုစုပေါင်း2000ကျော်သွားပြီဒါတော်တော်စိတ်မကောင်းစရာပဲဗျာနော်ဒါကြောင့်ပုံပုံတို့ရဲ့တော်လှန်ရေးကြီးကကြီးကြီးတယ် ဘုဖိုးတို့ရဲ့တော်လည်ရေးကြီးကြေးကြီးတယ်အသက်တွေဘဝတွေအများကြီးနဲ့ကိုရင်းထားရပါတယ်ဒါကြောင့်ဘုဖိုးတို့ဝိပပြည်သူတွေဘုဖိုးတို့တော်လည်ရေးကြီးကိုတန်ဖိုးထားပေးကြပါနော်ဘုဖိုးတို့တန်ဖိုးတော်လည်ရေးကြီးကိုတန်ဖိုးထားပေးကြပါဘုဖိုးတို့တော်လည်ရေးကြီးဒီကြေးကြီးပါတယ်အသက်တွေဘဝတွေအများကြီးကိုရင်းနှီးထားရပါတယ်ပေးဆက်ထားရပါတယ်ပေါ့နော်နောက်တစ်ခုကရန်ကုန်မြို့လေကောင်ဗဘဲတန်းမြို့နယ်မဟာဗန္ဓုလလမ်းပေါ်နဲ့ရွှေဘုသာလမ်း28လမ်းကြားရှိတဲ့တိတ်ရှိန်ရွှေဆိုင်ကိုလူလေးယောက်က ဓမြဝင်တိုက်သွားတယ်ဟောစစ်တပ်တွေရဲတွေကင်းလှဲ့နေတဲ့ကြားထဲကအဲ့ဒီရွှေသားကိုဓမြဝင်တိုက်သွားတာပြည်သူမဟုတ်ဘူးเนาะအဲ့ဒီဓမြကပြူစောတိရဲစစ်တပ်ရဲရဲရဲဘသူမှမဟုတ်ပြည်သူမဟုတ်ဘူးဒီလောက်စစ်တပ်တွေရဲတွေကင်းလှဲ့နေတဲ့ကြားထဲကเนาะဒီလောက်ဘန်ကာတွေအထက်ထက်ချထားတဲ့ကြားထဲကဒီတိတ်တိုက်ရှိန်ရွှေဆိုင်ကိုဓမြဝင်တိုက်သွားတာတခြားလူတွေမဟုတ်ဘူးရွှေသမင်ဘက်ကထွက်မင်းကြီးဒါကထွက် စစ်တပ်ရဲ့ပြူစောတီတွေစစ်တပ်ရဲ့ပြူစောတီတွေနော်အခုအဲ့ဒီလူငယ်လေးယောက်ကို ဖမ်းမိပါပြီဆိုပြီးတော့သူတို့တင်ထားတာတကယ်တော့တကယ်တရားခံအစ်စ်တွေမဟုတ်ဘူးနော်တကယ်တရားခံအစ်စ်တွေတကယ်တကယ်တရားခံအစ်စ်တွေကပြူစောတီတွေစစ်သားတွေရဲတွေဗျာနော်စစ်သားတွေရဲတွေအဲ့တော့ဖဖို့ဒီကလေးလိုက်ကိုအနစ်ချုပ်ရရေအုံးလုံးမိဘပြည်သူတွေနေ့စဉ်နေ့တိုင်းစစ်တပ်ကပြည်သူကိုဘုံကျဲတပ်ဖြတ်နေလို့အုံးလုံးမိဘပြည်သူတွေဘက်တော့မှစိတ်တမကြနဲ့အဲ့ဒါတော်လိုင်းကြီးနဲ့လည်းဘာမှမဆိုင်ဘူးနော် ဘုံကျဲတာပဲဗျာလေရင်ချင်းကျဲလို့ရတာပေါ့နော်မိုက်ရင်ကျဲလို့ရတာပေါ့မိုက်လည်းမိုက်တယ်လေရင်လည်းရှိတယ်ဆိုရင်ကျဲလို့ရတယ်လीဒါဘာဆန်းလို့လဲပြည်သူတွေရန်ကုန်မှာလည်းအများကြီးပဲတွားလာလှုပ်ရှားနေတာမန္တလေးမှာလည်းပြည်သူတွေအများကြီးတွားလာလှုပ်ရှားနေတာဟမ်လေရင်နဲ့ဝူကနဲ့ကောင်းကင်ဘော်တက်သွားပြီးတော့ဘယ်နှကိုဘုံကျဲမလဲကျဲပြီဆိုတဲ့ကအနည်းဆုံးပြည်သူတွေကတော့သိမှာပဲနော်ဘာမှမဆန်းဘူးဘာမှမထူးဆန်းဘူးနော်အပြစ်မဲ့ပြည်သူတွေမြေပြင်မှာတွားလာလှုပ်ရှားနေတာကိုအပေါ်ကနေဘုံကျဲချတာ မသိပဲနေမလားဒါလွယ်လွယ်လေးဘာမှခက်တယ်လို့မဟုတ်ဘူးเนาะဘာမှခက်တယ်လို့မဟုတ်ဘူးเนาะလေရင်ရှိမယ်ဘုံရှိမယ်လေရင်စီရှိမယ်ဆိုရင်အပေါ်ပြန်တက်ပြီးဘုံကျက်လို့ရတယ်ဘာခက်လို့တော့ဘုံကျက်တာဘာခက်လို့တော့သူတို့ဘုံကျက်တိုင်းဘုံတို့မိဘပြည်သူတွေကအ내ရံများတော့သေရမှာပဲအဲ့ဒီသေတိုင်းသေတိုင်းဒီအပြစ်မရှိတဲ့ပြည်သူတွေသေတာအဲ့ဒါဒေါ်လာကြီးနဲ့ဘာမှမဆိုင်ဘူးတကယ်ဒေါ်လာကြီးနဲ့ဆိုင်တာကသူတို့ဘယ်နှစ်ယောက်အလင်းဝင်သွားတယ်ဘယ်နှစ်ယောက်အဖန့်ခံရတယ်ဘယ်စကန်ကြီးတိတ်ခံရတယ် အဲ့ဒါကမှဒေါ်လာကြီးနဲ့ဆိုင်တာနော်အဲ့ဒီဒေါ်လာကြီးသတင်းတွေကိုသူတို့ဖုံးဖို့အတွက်ကြွမနိုင်ကြီးမီးနဲ့ရှုတိုင်းသားလက်နဲ့ကန်ရပီဒီအဲ့ဒီကိုမနိုင်တဲ့အတွက်ကြောင့်ပြည်သူတွေကိုဘုံကျဲတာဗျာပြည်သူတွေကိုမီးနဲ့ရှုတာဗျာဒါကြောင့်ဘုံကျဲတာကဘာမှမထူဆန်းဘူးနော်ဘာမှမထူဆန်းဘူးအဲ့တော့ဘုံကျဲတာနဲ့ဘဘလို့ဒေါ်လာကြီးကြီးနဲ့လည်းဘာမှမဆိုင်ဘူးဘုံကျဲလို့ပြည်သူတွေသိကျသေးပဲရွာတွေမီးလောင်ခြင်းမီးလောင်မယ်ဒါပေမဲ့စစ်တပ်ဒီတိုင်းတွေကိုသူတို့ဘဲတော့မှအုပ်ချုပ်လို့မရစေရဘူးပေါ့နော် ဒီဒေါ်လာရေးကြီးကဈေးကြီးပါတယ်ဘုကတို့အိမ်တွေရွာတွေအသက်တွေမိသားစုတွေအများကြီးရင်းနှီးထားရတယ်ပေါ့နော်ဘယ်လိုမှကိုဘုကတို့နောက်ပြန်လှည့်လို့မရတော့ဘူးပေါ့နော်ဘုကတို့အပိတိုင်ဒီအာရာရှင်ကိုဖြိုချမှာပဲဒီရင်းနှီးမြုပ်နှံထားတဲ့အရင်းကြီးတွေနဲ့တန်မှာပဲဖြစ်တယ်ပေါ့နော်ဘုကတို့ရင်းနှီးမြုပ်နှံထားတဲ့အရင်းကြီးတွေကအများကြီးပဲအများကြီးပဲအသက်တွေဆိုလဲထောင်နဲ့တောင်းနဲ့ချီတယ်ဘဝတွေဆိုလဲထောင်နဲ့တောင်းနဲ့ချီတယ်အိမ်တွေရွာတွေဆိုလဲရှင်းတယ်တိတ်နဲ့တန်းနဲ့ချီပါတယ်အဲ့ဒီလောက်ထိ ရင်ကြီးမြုပ်နှံထပြီးတော့ဟိုတို့ရှုံးမဲတို့မနိုင်ဘူးတို့နော်ဒုံရင်ဒုံရင်တို့တရေတရေတို့ဆိုတာဖဖို့တို့လုံးဝကိုမမျောမှန်းထားပါဘူးပေါ့နော်မမျောမှတ်ပါဘူးဖဖို့တို့လိုချင်တာစီတရေတို့ဒုံရင်ဒုံရင်တို့လုံးဝမလိုချင်ပါဘူးဒီလောက်ရင်ကြီးမြုပ်နှံမှုအကြီးကြီးမြုပ်နှံထပြီးတော့မှဖဖို့တို့ဒီအာရာရှင်တွေကိုနှစ်ပေါင်း80ကျော်တခါမှအမြင့်မဖြတ်နိုင်ခဲ့တဲ့ဒီချိန်မှာအမြင့်ဖြတ်နှားရမယ်ပေါ့ဗျာနော်ဒီချိန်မှာဖဖို့တို့အမြင့်ဖြတ်နှားရမယ်ပေါ့အဲ့လိုတန်ဒိဋ္ဌာန်နေနဲ့ဖဖို့တို့ ော်လည်ကြီးကိုဆုပ်ကတိုက်ရောအတူတကူကပါဝင်ပြီးတော့ပူပေါင်းတိုက်ပွဲဝင်သွားကြမယ်ပေါ့ဗျာနော်ဝင်သွားကြမယ်ပေါ့ဒါကြောင့်ဘိုးဘိုးပြည်ပပြည်သူတွေအားမလျှော့ပါနဲ့ဘိုးတို့တော်လည်ကြီးကနေ့တိုင်းသွားနေပါတယ်ပေါ့နော်နေ့တိုင်းသွားနေပါတယ်နှေးချင်နှေးလိုက်မယ်အဓိကမရက်ပြစ်ဖို့အရေးကြီးပါတယ်နှေးချင်နှေးလိုက်မယ်အဓိကမရက်ပြစ်ဖို့အရေးကြီးပါတယ်ဥပမာနာရီတစ်လုံးကိုကြည့်ပါနာရီတစ်လုံးမှာစက္ကန့်လေးတခုဘယ်လောက်နှေးတယ်လဲစက္ကန့်60မှာတမိနစ်တမိနစ်ဆိုတာဘယ်လောက်မှမရှိဘူးတကယ်တော့တမိနစ်ဆိုတာ ဘာတန်ဖို့မှမရှိဘူးကဲအဲ့ဒီတမိနစ်ဖြစ်ဖို့ကိုစက္ကန့်60ရှိပါတယ်နော်အဲ့ဒီစက္ကန့်60ဒီအင်မတန်မှနှေးပါတယ်ဒါပေမဲ့ဘလောက်ပဲနှေးတယ်လို့ပြောပြောစက္ကန့်60ပြည့်တမိနစ်ရောက်သွားတယ်ဟောတမိနစ်ကနေပြီးတော့တမိနစ်တွေများလာရင်5မိနစ်10မိနစ်15မိနစ်မိနစ်20ဟောစက္ကန့်60ကနေစလိုက်တာဖြည်းဖြည်းလေးကနေစလိုက်တာတမိနစ်တမိနစ်ကနေ5မိနစ်5မိနစ်ကနေပြီးတော့10မိနစ်10မိနစ်ကနေတနာကြီးတနာကြီးကနေနှစ်နာကြီးနှစ်နာကြီးကနေတရက်တရက်ကနေ တပတ်တပတ်ကနေတလတလကနေတစ်နှစ်ဟောတစ်နှစ်ကနေအခုနှစ်နှစ်သုံးနှစ်၄နှစ်ကဲအဲ့ဒီ၄နှစ်ဆိုတဲ့အချိန်ဟာဘယ်ကစလဲဆိုရင်ဖြည်းဖြည်းနှင်းနှင်းလေးလို့ပြောတယ်တန်ဖိုးမရှိတဲ့စက္ကန့်လေးကစတာပါနော်ဒါကြောင့်ဘိုးဘိုးတော်လည်ကြီးကလည်းနှင်းချင်နှင်းနေလိုက်မယ်ဗျာနော်နှင်းချင်နှင်းနေလိုက်မယ်ဒါပေမဲ့မရက်ပြစ်ဖို့အရေးကြီးပါတယ်နော်သွားနေဖို့အရေးကြီးပါတယ်နော်ဘလောက်ပဲနာရီစက္ကန့်လေးဟာနှင်းနေပါစေမရက်ဖက်နဲ့မနာဘဲနဲ့သွားနေမယ်ဆိုရင် အချိန်တန်ရင်တော့စက္ကန့်လေးရမိနစ်အဖြစ်ကိုပြောင်းလဲသွားတယ်မိနစ်ကနေနာရီအဖြစ်ကိုပြောင်းလဲသွားတယ်နာရီကနေရက်ကိုပြောင်းလဲသွားတယ်ရက်ကနေလတွေပြောင်းလဲသွားတယ်ရလကနေနှစ်တွေပြောင်းလဲသွားတယ်နှစ်တွေကနေခုနှစ်တွေထိပြောင်းလဲသွားတယ်ဗျာဒါကြောင့်အဲ့ဒီလိုပြောင်းလဲဖို့အတွက်အလွန်အမတမနှေးပါတယ်ဆိုတဲ့စက္ကန့်လေးဟာမရက်ခဲလို့ဖြစ်တယ်ပေါ့နော်ဘူးလည်းဘဘလို့တော်လာရေးဟာမရက်မနာပဲနဲ့အခုခုတ်မောင်းပြီးတော့စက္ကန့်နဲ့အမျှတွာလာနေပါတယ်အောင်ပွဲတွေရနေပါတယ်ဒါကြောင့်ဘဘလို့ မရက်ပြစ်ပဲနဲ့ဒီတိုင်းသာဆက်သွားမယ်ဆိုရင်ဘိုးတို့တော်လရေးကြီးကလိုချင်တဲ့ပန်းတိုင်ကိုမကြမ်းနေမှာပဲရောက်ရှိမှာပါအတင်းထားကြပါလို့အဘိဓကပြောကြရင်ဘုံဘုံရဲ့လိုက်ကိုဒီမှာဒီမှာအဆုတ်သက်လိုက်ပါတယ်ဗျာအလုံးမိပါပြည်သူပေါင်းတို့ကြမ်းမှာချမ်းသာကြပါလိမ့်အသက်ရှင်နာခင်ကြပါလိမ့်ဗျာ